ထိုင်းနိုင်ငံမှာတင်းကျပ်ကျင်းပခဲ့တဲ့ဆုံခရန်တင်းကျပ်ရဲ့မူပိုင်ခွင့်နဲ့ပတ်သက်ပြီးထိုင်းနဲ့ကမ္ဘောဒီးယားကြားမှာငြင်းခုန်ဖြစ်နေပါလေ။ထိုင်းနိုင်ငံမှာဆုံခရန်ပူဇေကစားပွဲတော်ကျင်းပပြီးစီးသွားပြီဖြစ်ပေမဲ့ဆုံခရန်ရဲ့မူလပိုင်ရှင်ကဘယ်နိုင်ငံလဲဆိုတဲ့ online ပေါ်ကငြင်းပွားမှုတွေကတော့ထိုင်းနဲ့ကမ္ဘောဒီးယားကြားထဲမှာမပြီးဆုံးသေးပါဘူး။အပီစံအင်းကကမ္ဘောဒီးယားက Facebook ဆမ်နာတခုမှာတင်ထားတဲ့ post ကိုအကြောင်းပြုပြီးအဲ့ဒီ online ကားစီလူပွဲတွေဖြစ်ပေါ်ခဲ့တာပါအဲ့ဒီ post မှာတော့စုံခရံပွဲတော်ဟာရှေဟောင်းခမာမျိုးနွယ်စုတွေရဲ့ယဉ်ကျေးမှုအမွေနှစ်တစ်ခုဖြစ်တာကြောင့်ထိုင်းဟာကိုယ်ပိုင်ယဉ်ကျေးမှုပွဲတော်လို့ကျင်းပတာတွေရက်တန့်တဲ့ကြောင့်နောက်ပြီးတော့စုံခရံကိုအကြောင်းပြုပြီးရနေတဲ့အကျိုးမြတ်တွေတဲက25ရာခိုင်နှုန်းကိုကမ္ဘောဒီးယားနိုင်ငံကိုမူပိုင်ခွင့်ရောကျေးဖြစ်ပေးချေတဲ့ကြောင်းရေးထားခဲ့တာဖြစ်ပါတယ်ကမ္ဘောဒီးယားရဲ့ခမာမင်းဆက်တွေလက်ထက်ကလေးက၂000ချီတည်တံ့ခဲ့တဲ့စုံခရံရေကစားပွဲတော်ယဉ်ကျေးမှုကို ကိုဂျိုးရှာအုံချနေတာကိုထိုင်းအနေနဲ့ရတန်းကရက်ပြီးမူလပိုင်ရှင်စီပြန်ပေးအပ်ဖို့လို့ကြောင်းထိုင်းဟာစုံခရံကိုကိုဂျိုးရှာဖို့ခိုးယူသွားပြီးစုံခရံကြောင့်ချမ်းသာလာကြောင်းအလီဘော့စ်ကဆိုပါတယ်အလီဘော့စ်ကိုထောက်ခံတဲ့ကမ္ဘောဒီးယားလူမျိုးအများအပြားရှိသလိုပြန်ပြီးတော့ခြေပအနေနဲ့ထိုင်းအနေနဲ့အများအပြားရှိခဲ့ပါတယ်အရှင်းအောင်အရှာဒေသတွင်းမှာတော့ရှင်းဟောင်းယဉ်ကျေးမှုဆက်နွယ်မှုတွေနဲ့တူမြမရဲ့တင်းကျပ်အပါဝင်ရည်သွင်းပွဲတော်တွေပုံစံမျိုးမျိုးနဲ့ကျင်းပပါတယ် ထိုင်းလူမှုကွန်ရက်32တွေကတော့အခု Facebook post ရဲ့ဆွဆွဲရေးသားမှုမျိုးဟာစုံခရနဲ့ထိုင်းနိုင်ငံကြားအားကောင်းတဲ့ဆက်နွယ်မှုပေါ်ယုံကြည်မှုကျဆင်းသွားစေမှာစိုးရိမ်နေပါတယ်။တစ်ဖက်မှာတော့ထိုင်းဆိုရက2025အတွင်းထိုင်းနိုင်ငံဟာကမ္ဘာနဲ့ခီးသွား10.8တန်လောက်ကိုကျိုးစွန်နိုင်ခဲ့ပြီးဖြစ်သလို စုံကလန်ပွဲတော်ကာလတခုတည်းမှာတင်ခီးသွားဧည့်သည်ပေါင်း6,600,6000တိုးလာတယ်လို့ထုတ်ပြန်ထားပါတယ်။ခုဆိုရင်ကမ္ဘာလက်ခီးသွားတွေနဲ့ဆက်စပ်တဲ့ဝင်ငွေဟာဘန်ငွေဘီလီယံ900တောင်ကျော်မယ်လို့ထိုင်းကမျှော်လင့်နေပါတယ်။ထိုင်းရဲ့ကမ္ဘာလက်ခီးသွားနဲ့အာဂဇာဝန်ကြီးစာနာဝတ်ကတော့စုံကလန်ပွဲတော်ကာလတွင်ထိုင်းနိုင်ငံရဲ့အချင်းတိုးသွားရောက်လက်ပတ်တဲ့နေရာတွေမှာကမ္ဘာလက်ခီးသွားဦးရေဟာ19.6တရာခန့်တိုးလာတယ်လို့တည်ပြခဲ့ပြီး ဧည့်သည်အများစုကအိန္ဒိယနဲ့တရုတ်ကဖြစ်ပါတယ်။ထိုင်းဆိုရဟာဆုံခရံကိုကမ္ဘာအဆင့်ရည်ကျမှုပွဲတော်အဖြစ်နှစ်စဉ်ချဲ့ထွင်ကျင်းပဖို့အင်တိုက်အားတိုက်ကြိုးစားချိန်မှာအငင်းပွားစရာတွေစီဥတည်စေတဲ့ Facebook post ကထွက်ပေါ်လာတာဖြစ်ပါတယ်။ဆုံခရံတင်းကျပ်ရနာဤချိန်မှာထိုင်းနိုင်ငံကိုပြပခီးသောဝင်ရောက်မှုနှုန်းဟာကြောက်ခမန်းလိလိ18.6တရာခန့်လုံးခုန်တက်သွားပြီးတရုတ်နဲ့အိန္ဒိယသားတွေအများဆုံးလာပါတယ်။ ပြီးခဲ့တဲ့တပတ်အတွင်းထိုင်းကိုအုပ်စုလိုက်လာလဲပတ်တဲ့နိုင်ငံခြားခီးသွန်းတို့ဟာတရက်ကိုပြန်မြောက်ဦးရေတသိန်းနီးပါးရှိပါတယ်။အများဆုံးလာတဲ့ထိပ်သီးငါနိုင်ငံကမလေးရှားတရုတ်အိန္ဒိယရုရှားနဲ့ပြည်တိုင်းတို့ဖြစ်ပါတယ်။စုံခရန်တင်းကြပ်ပွဲတော်၃ရက်အတွင်းဘန်ကောက်မှာရှိတဲ့စီလွန်လန်းနဲ့ခေါက်ဆန်လန်းဟာလာရောက်သူအများဆုံးဖြစ်ပါတယ်။ဒါအပြင် 2025မဟာဆုံးခရံရေကစားပွဲတော်ဝင်တစ်ခုတွင်ပါတယ်နိုင်ငံသားသောခီးသွန်းနဲ့ဆက်စပ်တဲ့ဝင်ငွေ1.8ဘီလီယံရရှိခဲ့တယ်လို့စီးရင်ထုတ်ထားပါတယ်။ဒါအပြင်ထိုင်းနိုင်ငံကဆုံးခရံရေကစားပွဲတော်မှာ AI စက်ရုပ်ရဲတွေကိုပွဲထုတ်ခဲ့တယ်လို့ဆိုပါတယ်။ထိုင်းတောင်ရဲတပ်ဖွဲ့ကခုနှစ်ဆောင်ခရံသင်းကြံပွဲတော်ကာလအတွင်းနာခုံပါသွန်ပြည်နယ်မှာဖြန့်ကျက်တုံးခဲ့တယ်။နိုင်ငံပထမဆုံး AI စက်ရုပ်ရဲတပ်ပုံတွေမျှဝေခဲ့ပါတယ်။အများပြည်သူလုံးကျုံမြင့်တင်ဖို့အတွက်မြောင်းခရိုင်တုံဆန်းလမ်းပေါ်မှာရှိတဲ့ဆောင်ခရံရဲတပ်ကြံပွဲကျင်းပရာနေရာမှာစက်ရုပ်ရဲကိုခြားထားခဲ့ခြင်းဖြစ်ပါတယ်။ AI Phone Cyber 1.0လို့မည်ပေးထားတဲ့စရုပ်ဟာ Smart 360 degree AI camera တက်ဆင်ထားပါတယ်။ RoboCop ပုံစံစရုပ်ရရှိပြပါတယ်။သူကအမှတ်ခွင့်ထိုင်းဂျက်တက်ဖွဲ့နာခွန်ပါသွန်ပြည်နယ်ရဲတပ်ဖွဲ့နဲ့နာခွန်ပါသွန်မြို့နယ်စစ်ဘေးတို့ကပူးပေါင်းဖန်တီးထားတာဖြစ်ပါတယ်။ဒီစရုပ်ရဟာပွဲရအတွင်းနဲ့အနီးတစ်ဝိုက်မှာရှိတဲ့ CCTV ကင်မရာလေးနဲ့တိုက်ရိုက်ကူးမှုတွေ ဒရုန်းစောင့်ကြည့်မှုတွေကိုပေါင်းစပ်ပြီးစိုင်းဘော့စနစ်မှာတည်ဆောက်ထားတဲ့ AI နည်းပညာကိုသုံးပြီးတော့ဆောင်ရွက်ခဲ့တယ်ဆိုပါတယ်။စိုင်းဘော့ရဲ့ကိုယ်ပိုင်ကင်မရာကိုဗီဒီယိုပိုင်းခြားစိတ်ဖြန်နိုင်တဲ့စွမ်းဆောင်ရည်မြှင့်တင်ထားပြီးအများပြည်သူဆိုင်ရာပွဲခန္ဓာတွင်လုံခြုံရေးကိုထိရောက်စွာစီမံခန့်ခွဲဖို့လှုံ့ဆော်ခဲ့တယ်လို့သိရပါတယ်။